ွေးမြင်လာပါရှင်။ New Avin YouTube Channel ကနေတွေးထွေးစွာကြိုဆိုလိုက်ပါရစ်။ယခုတခါပြပြပြီးတော့မှာကတော့စာရေးဆရာကြီး Alex Henry ဒါထားရဲ့ Group ဆိုတဲ့ဝတ္ထုစာအုပ်လေးကိုမောက်ထုံးသူမှာဘာသာပြန်ဆိုထားရဲ့စင်မီဆိုရင်စာအုပ်လေးပဲဖြစ်ပါရစ်။အုပ်လေးကိုဖတ်ခွင့်ပြုရင်အတွက်ငွေရင်းစာရေးဆရာနဲ့ဘာသာပြန်ဆိုသူကိုလေဒီနေရာနေပဲလေးစားစွာခွင့်တောင်းလိုက်ပါရစ်ရှင်။အပိုင်း၃ သုံးမုံမြကုံလွန်ခဲ့ပြီဖြစ်၏တရွာလုံးပါရှားလာသောအခါကာလနှင့်ရင်ဆိုင်နေရရလိမ့်ပြီနောက်ဆုံးကောက်ရိတ်သေးချေကတရွာလုံးစာတူလောင်ထားခဲ့သောတီးနံများနှင့်အခြားသောအစားအစာအချောက်ချယ်များမှလည်းကုလူနီပါဖြစ်နေကြပြီယောက်ျားများသည်အမေလိုက်ထွက်ကြသည် သို့တော်လေသူတို့ပြန်လာကြသည့်အခါသမီးပေါ့စအနေငယ်ဆက်တကောင်စနှကောင်စနှင့်ချိုချိုချိုချာနိုင်ကျက်စာလေးရှိသောငါပေါ့စအနေငယ်သာပါလာလေးရှိ၏တကယ်တော့လေအခုလိုမိသည်များပူပြင်းသောရာသီတွင်စာဝါနာမြခင်ပေါ်ရှိရေကျွင်းရေကြံများသည့်၆တွေကပက်ချာအကုန်ကြပြီဖြစ်၏ထို့ကြောင့်လေတောကောင်ကြီးများသည့်ရေနှင့်တောနှင့်ရာသို့ရှေ့ပြောင်းသွားကြပြီဖြစ်သည် ဤရဲ့ချင်းဤကာလသည်ဂျက်ဖူရီရွာသူရွာသားများအဖို့ကောက်တီဆိုင်ပြူရန်အတွက်အင်အားဖြည့်တင်ဖို့အလွန်လိုအပ်နေသောအချိန်ဖြစ်သည် အရှင်မများသည် သူတို့၏အတ္တိကအစာဖြစ်သောဆန်တွင်အယတာမရှိသောကြည်စည်အများရောခြင်းနှင့် အခြားကောင်းနှိုးရရာတည်ရွှဲချောက်များရောခြင်းစသည်တို့ပြုလုပ်နေကြရပြီဖြစ်သည် ဆာလောင်မှုတိမ်မှုဝေဒနာကိုခံစားရသည့်ရများသည်စောစောစီးစီးအစာပြူလာသည့်ဖြစ်ရာရွာသူရွာသားများသည်လူတိုင်းအလားအရှင်အား ပူဇော်ကြတော့နိုင်ရန်စိတ်ငါကောင်းနှင့်ရွာထီးနှကောင်ကိုတပြည့်ရေးပူဇော်ကြသည်ရွာသူရွာသားများအားအငဲ့ဘီတီဟူသောတုတ်ပိတာကန္တာယကမကင်းဝေးအောင် ဆောက်ရှောက်ပြီးဖို့ဆုတောင်းကြသည် နောက်ဆုံးတွင် ပူပြင်းသောကောင်းကင်တွင်တိမ်များလွန်းလာသည်ဒီပီလီရင်တိုက်ခတ်လာသည်ရခိုင်ရခိုင်အချိန်များကမြင်နေကြအတိုင်းမိုးအနေငယ်များတဖွဲဖွဲရွာသွန်းလာသည်ရွာသားများသည်ချက်ချင်းပင်ယာကင်းများသို့ဆင်းကတူးဆွတူးဆွလုံကြသည်ယူစီချနိုင်ဖို့အတွက်မြေကိုအစင်းတင်းပြအောင်ပြပြင်ကြသည်သူတို့အနေဖြင့်လက်ရှိအခြေအနေအရမိုးကြီးမရွာမီစိုက်ပျိုးမှဖြစ်မည်ကိုသိနေကြသည် နောက်ရက်နေငင်ကြသည်အထိအိမ်ရှင်မများသည်လေလုံငန်းခွင်သို့မဝင်ကြသည်နေ့စဉ်နနက်စာစာပြီးတိုင်းရိုးရဒလီထုံးစက်နေအညီအဝိဒစာများဝှစင်က အပေါ်မှလက်လက်ဆက်ဆက်တင်းရွက်ကြီးများကိုအုပ်၍ခင်မိုးများဤယာမီများစီသို့သွားသည်သူတို့ကိုပေါ်၌အုပ်ထားသည့်တင်းရွက်စီများမှာမြေပေါ်မှပေါက်သည့်ဒီပင်များကိုရည်ညွှန်းခြင်းဖြစ်၏ သူတို့ဤကောင်းပေါ်များတွင်လည်းမြေပဲနှင့်အခြားသီးဆင်းများထိတ်ထားသည့်မြေကိုများရွက်ထားသည် နေချီတကားမြေချီတလက်ဖြစ်နေသော သူတို့ဤတံပြိုင်သီးဆိုနေတံများကြားနေရသည်သူတို့ရွက်ထားသည့်မြေကိုများထဲမှမျိုးစိများအောင်မြင်ကြပါစေအမြင့်တန်တန်ဆွမ်းနှင့်ပေါရောက်ဖွံ့ဖြိုးကြပါစေဟုသောရှိရဆက်အဆက်ကထားခဲ့သည့်စုတောင်းစာများကိုတီးဆိုရုတ်ဖက်နေကြခြင်းဖြစ်သည် တန်းစီသားသောမိမများ၏ဖနက်မပါသောခြေထောက်များသည်တီဆူနီသည့်အတံများနှင့်စည်းကြဲကြဲလှုပ်ရှားလျက်ရှိကြသည်ဤဟံဤပုံစံဖြင့်သူတို့သည်ရာခုအတိုင်းကိုသုံးကြိမ်သုံးခါပတ်၍တည်ဆိုသည်ထို့နောက်လူစုခွဲကကုခင်ဘုံနောက်မှလိုက်သည်ခင်ဘုံကထေချောင်းတလျှောက်ရှိမှလျှောက်သွားပြီးလက်မအနည်းငယ်မြစီခွာ၍ခြေမနှင့်ကျင်းတူးသွားသည် နောက်မှလိပ်ပါလာသည့်မိမကကျင်းထဲသို့မျိုးစေ့တစ်စီစီချပီးပြီးသူ့ချေမနီမျိုးကိုကော်၍ကျင်းကိုပြန်ဖုံးပေးသည်။ဤနည်းဖြင့်ဇနီးမောင်နှံစုံတွင်များသည်သူတို့ရမည်ပေါ်တွင်မျိုးစေ့ချကြသည်။မိမများသည်ယောက်ျားများထက်ပို၍ပြပန်းခင်ကအလုတ်ကိုလုံကြသည်မိမများအနည်းဖြင့်သူတို့ခင်ပေါ်များကသာကူညီလောက်ကင်ပြရာသည်မဟုတ်သူတို့ဤလေွက်တွင်လည်းစပါးဆိုင်ရာသည် အိမ်မီးဖို့ရောင်နီမှာရင်းဒီဟင်းရွက်များကိုလည်းပြုစုပြောင်းထောင်ကြရသည်ကျက်တော်နီးကြောက်ဥဘူးခရင်ချင်းစသည့်ဟင်းဒီပင်များကိုပင်ဒါဆိုင်ပြူနေခိုက်တွင်တားငင်ခွန်တာသည်ရွာထဲမှာအသက်ငါမှုအရွယ်ရှိကလေးငယ်များအားထိတ်ကြောင်ပြေးနေကြသည်ဖွားရီပေါင်းအမြောင်များဤမျက်စိရောက်တွင်ခုတ်ပေါက်မြူးတူကစော့ကစားရင်းအချိန်ပြိုးလျက်ရှိ၏ယောက်ျားကလေးရောမိန်းကလေးများပါ တရိတ်ဆိုင်ငယ်များသပွဲကိုလုံးထီနီပွားများနေက ပြည်လွာ၍ကစားနေကြခြင်းဖြစ်သည်သူတို့ထင်မှအချို့သည်အခုမှစကားတစ်လုံးစနှလုံးစပြောတဲ့ကြယုံများသာရှိသေးသည်ကလေးအားလုံးသည်ကွန်တာကဲ့သို့ပင်အကြီးမြင့်ကြသည်သူတို့သည်ရှင်းလိုက်မောလိုက်အောလိုက်ခေးလိုက်ပြီးပြီးထလိုက်တဲ့ကစားကြသည်ရွာထဲမှာအကြီးဆုံးသောတပင်းကြီးသည်သူတို့အမည်တစီပတ်ပြရာအပင်ကြီးဖြစ်သည် တခါတရင်တွင်တူတူပုံကစားကြ၍တခါတရင်ကြတော့လေခွေးများနှင့်ကြက်များကို အလဲတကြားထွက်ပြေးအောင်လိုက်၍ခြောက်တဲ့ကြသည်သို့တော်လေကွန်တာကဲ့သို့သောခလီငယ်များအပါအဝင်ခလီအလုံးသည်ဘွားရင်ကြီးတယောက်ရောက်ကသာပုံပြုံးမည်ဟုဆိုလိုက်နေအစောရက်ကတိတ်ဆိတ်စွာ ထိုင်နေတတ်ကြသည် ပြောနေသည့်စကားများတွင်မှ စကားလုံးတူတူမြင်များကိုတိတိကျကျနားမလည်တော့လဲ၊ကွန်တာသည်ပုံပြောနေသည့်အဖွားအုပ်ကြီး၏ဒေယူလီသိန်းနှင့်ဟန်မူယာများကိုပြူးချိန်သောမျက်လုံးများဖြင့်ကြည့်၍စိတ်ဝင်တစားနားထောင်သည်။အလွန်သေးငယ်သည့်အရွယ်ဖြစ်တော်လဲကွန်တာသည်ပုံပြများနှင့်အထီးတွေ့များခဲ့သူဖြစ်၏။ ဖွားရည်ကြီးတဲသို့အလေရောက်သွားတိုင်းသူသည်ဖွားရည်ကြီးရေစာကပြောပြသည့်ပုံများကို အမြဲတမ်းလိုလိုနားထောင်ခဲ့ရဘူးသည်မဟုတ်ပါလား။သို့တော်လည်းတွင်တာသည် သူနှင့်တတူရွယ်တူ အဖော်များနီးတူအဖွားအိုညူတူတူတယောက်ကိုသာလေပုံပြောအကောင်ဆုံးဟုထင်သည်။အဖွားအိုညူတူတူသည် သူတို့မျက်စိတွေတွင်ချစ်စရာကောင်းသည်။အလုံးလေးထူးဆန်းသည် ညို့ဘူးတူသည်နှဖူးပြန်ပြောင်းနေဖြစ်သည်ပရည်များကလည်းအလုံးအမင်းတွန့်နေနေသည်အသားမီးပုံကလည်းထမင်းအိုဟင်းအိုဖီများနှင့်တထေရသည်ပါဇက်ထင်းမသွားများကလည်းဂျူတူချေတဲ့ဝါးစရာသွားဆို၍အနည်းငယ်များသာကျန်တော်၏အဖွားအညို့ဘူးတူသည်ခဏိနေခွေးရီကလေးပေါ်၌ထိုင်ကတညင်းညင်းတညင်းညူလုံနေတတ်သည် အတန်ခက်ဆူဆူဖြင့်အော်လာငေါက်လာလို့တက်တော်လေခလေးများကိုချစ်သည်ခလေးများကလည်းသူတို့ကိုချစ်မှန်းသိကြသည်ခလေးများသူ့ဦးနီး၌ဝိုင်းထိုင်နေကြပြီဆိုလေအဖွားပုံတပုံလောက်ပြောရမလားဟုစကားစတတ်သည်ပြောပါဟုခလေးများကတံပြိုင်ဝိုင်းဟောကြသည်ထိုကညို့ဖို့တို့သည် အခြားအခြားသောမန်တင်ကလူမျိုး ပုံပြောသမားများကဲ့သို့ပင်ဟိုးတခါတို့ကရွာတရွာမှာ သူတယောက်ရှိတဲ့ဟု အစာချီတတ်သည်သူတို့လုံငါမို့အသက်ရွယ်လောက်ရှိပြီးတော့ကလေးတယောက်သည် တနေ့တွင်မြေကံပါသို့ရောက်သွားရာပိုက်ကွန်တစ်ခုတွင် ပိန်မိနေသောမိချောင်းတစ်ကောင်နှင့်တွေ့သည်ငါကိုကဲပါအုပ်ဟုမိချောင်းကပြောသည်နင်ငါ့ကိုကြိုက်တဲ့မှာဟုသူငယ်လေးကပြင်ပြောသည်မကြိုက်ပါဘူးငါအနာကိုလာပါဟုမိချောင်းကထပ်ပြောသည် ထို့အခါတငယ်လေးကမိချောင်းတန်ကက်သွားသည် အနာရောက်သည့်နေ့တပြိုင်နက်မိချောင်ကပစက်ကြီးဟာကတငင်အားကိုက်ဆွေထားသည်ငါနီးကိုကောင်းတာလုပ်ပေးတဲ့အတွက်မကောင်းတာနဲ့ကြီးစုဆက်တာလားဟုတငင်ကမေးသည်တိတ်ဟုတ်တာပေါ့ဟုမိချောင်ကပစက်ကိုဆေး၍ပြန်ဖြီးသည်ဒါဟာဒီကမ္ဘာလောကကြီးမှာကျင့်သုံးနေတဲ့ဇီယံတစ်ခုပဲကွာထိုကတငင်ကမိချောင်ပြောသည့်စကားကိုလက်မခံနိုင်ဟုဆိုသည် ဤသို့ဖြင့်နောက်ဆုံးတွင်မိချောင်ကသူပြောသည့်စကားနှင့်ပတ်သက်၍အနာမဖြစ်သွားသူသုံးဦး၏ထင်မြင်ယူဆချက်များမရသေးမီမစားရန်သဘောတူသည်ပရမဇုံသူတို့အနာရောက်လာသူမှာမြင်းဦးကြီးတကားတငယ်ကမိချောင်၏စကားကို ပြောပြပြီးထင်မြင်ချက်တောင်းသည့်အခါမြင်းဦးကြီးကအခုဆုံးကအိုးပြီးအလုံးမလုံးနိုင်တော့ဘူးဒါကြောင့်ငါသခင်ကငါ့ကိုချက်တဲ့တွင် အစားခံရအောင်ငါ့ကိုမောင်းထုတ်လိုက်တယ်ဟုပြောသည် ကင်းသိပြီမဟုတ်လားမိချောင်ကရေရွသည်သူတို့အနီးမှာဒုတိယဖြစ်သူမှာမင်းအိုကြီးတကောင်ဖြစ်သည်သူကလည်းမင်းအိုကြီးနဲ့အယူအဆတူသည်ကင်းတွေ့ရမဟုတ်လားဟုမိချောင်ကရေရွပြန်သည်ထို့နောက်သူတို့အနာမှာဝဝခိခိရုပ်တကောင်ဖြစ်သွားသည်သူငယ်၏အမိကိုရုပ်ကဤသူဖြစ်သည်အင်းဒီကိစ္စဘယ်လိုဖြစ်လာလဲဆိုတာအတိအကျမမြင်ရပေနေတော့ကျုပ်ရဲ့အယူအဆကိုမပြောနိုင်ဘူး မိချောင်းကတင်ကြီးတင်ကြီးရုပ်လောက်ကယူဝါစကားပြောရင်အမတ်တမန်နဲ့ပါဇက်ကိုဟားလိုက်သည်ထိုအခါတငင်းကလည်းလင်းမြန်ဖြက်လက်စွာနှင့်မိချောင်းပါဇက်ထင်မှခုတ်ထွက်လိုက်သည်ဖြင့်လူမြောင်သွားသည်မိမိချောင်းသာကြိုက်တယ်မဟုတ်လားဟုယူကမိသည်မိမိဘတွင်လည်းကြိုက်ကြရင်မဟုတ်လားဟုထက်မိရကြိုက်ပါတယ်ဟုတငင်းကဖြေသည်အေးဟုတ်ပြီဒါဆိုရင်တော့ဟောဒီမှာဟင်းဝအတွက်မိချောင်းတကအစင်တင့်ဖန်တာလေ တငယ်သည်အိမ်သို့ပြန်ပြေးပြီးရွာသားများကိုခေါ်၍ပြန်လာသည်မိချောင်ကိုဝိုင်း၍တက်ကြသည်သူတို့လည်းသူတို့ခေါ်လာသည့်အမဲလိုက်ခွေးတကောင်ကရုပ်ကိုလိုက်ဖန်ပြီးကြိုက်တက်ပြေးလေ၏။ဒါကြောင့်မို့မိချောင်ပြောတဲ့စကားမှန်တကွယ်ဟု အဖွားအုံညူကိုသူကကောက်ချက်ချသည်။ကမ္ဘာလောကကြီးမှာအကောင်းကိုမကောင်းတာနဲ့တုံ့ပြန်တတ်တဲ့အဖြစ်မျိုးတွေဟာမကြကနာဖြစ်တတ်တဲ့အဖွားမီးတို့ပြောရှင်းတာအဲ့ဒါပဲ။ အဖွားချမ်းမပါစေဟု ခလေးများကတံပြန်ဆူတောင်းကြသည်ထို့နောက်ကျန်အဖွားအိုများက ခလေးများအားမိဘုတ်ထားသည့်နှွားရှိပုံများနှင့်ကျိုင်းကောင်များလိုက်၍ဝေပီးသည်ယခင်နှင့်များတော့ယခုလိုအချိန်မျိုးတွင်အယတာထူးသည့်အစာအစာများကိုချွေးမွေးနိုင်ခဲ့ကြ၏ယခုအခါတွင်မူအစာအစာရှာပါမှုက အစာပြုနေပြီဖြစ်ရာနေ့လည်စာအဖြစ်ပိုးကောင်မွားကောင်များကိုသာမိဖုတ်၍ချွေးနေကြရသည် တကယ်တော့အခုလိုမဲ့မယုတ်မလုံကျွေနေမဖြစ်အဘေကြောင့်ဟိုမူရွာရေရှိမိသားစုတိုင်းကြီးများတဲ့တွင်ဆက်လက်တဆုံစာခံတာရှိတော်သည် မဟုတ်ပါလားအစိုးတိနာဆင်ပြီးကြရင်တော်လည်းညီကိုမောင်နှမအားလုံးကိုကျေးဇူးအထူးတင်ရှိပါရရှင်ကျင်ရှိနေသေးတဲ့အပိုင်းတွေကိုလည်းဆက်လက်ဖျက်ပြပြီးတော်မှဖြစ်တဲ့အတွက်ကြောင့်ဆောင်မြောနာရှင်ပြကြပါလို့လေမိသားရခင်အပါရရှင်ပြီးကင်းကြမှာကြပါစီ